ပညာရေးအကြောင်းပြောပြီးတော့ကျမ်းမာရေးအကြောင်းပြောမလို့ပဲဒါပေမဲ့ဒီနေ့အရမ်းမဲ့စိတ်မကောင်းစရာသတင်းတစ်ခု BBC ကတင်တာကိုဖတ်မိလိုက်တယ်လုံးဝကိုစိတ်မကောင်းဘူးဒီတမားတော်ဒေါခင်ဆန်းရီကိုတဲ့အမှုဖွင့်ထားတယ်တဲ့ဒီဆရာဝန်ဒေါက်တာသက်ဟိန်းနဲ့သူတို့ကနေမကျေနပ်လို့ဒီ license မရှိဘဲနဲ့အာ စေကူတာခွင့်လိုင်စင်မရှိဘဲနဲ့လိုင်စင်ဆိုတာလေဒီတိုင်းရင်သမားတော်အနေနဲ့လိုင်စင်မရှိဘဲနဲ့ဖွင့်လို့ဆိုပြီးတော့သူ့ကိုတရားစွဲတယ်အဲ့တော့ဒီဒေါခင်ဆန်းကြီးတဲ့တော်တော်အောင်မြင်တဲ့ဆေးဆရာမပဲတိုင်းရင်ဆေးဆိုတာလေကျမတို့နိုင်ငံမှာလိုအပ်တယ်ရှေးအစဉ်လာတိုင်းကုသပေးနေတဲ့ ဒီဆရာဟာတွေဆရာမတွေလည်းမြန်မာပြည်မှာ လိုအပ်နေပါလေအဲ့ဒါဒီဒီဆရာမလေးကအောင်မြင်တယ်အောင်မြင်တော့သူတို့အဲ့ဒီမှာဒီဆရာဝင်ဘွဲ့ရတွေကသူတို့စီမှာကြတော့လူနာမရှိဘူးဘာဖြစ်လို့ဒီတိုင်းရင်းဆရာမလူနာတွေထောင်ချီပြီးတန်းစီနေရလဲဆိုအဲ့ဒါ तू မကျေနပ်ဘူးထင်တယ်သွားပြီးတိုက်ခိုက်တော့ဟိုကလည်းစွာတယ်ဟိုကလည်းပြန်ပြီး challenge လုပ်တယ်တဲ့အဲ့စိတ်ဆိုးပြီးတော့ဒီဘက်ကဆရာဝင်ဘွဲ့ရတဲ့လူကနေပြီးတော့ဟာဘွားနေတာပဲ Facebook မှာတက်လာတာကျမလည်းဟိုကြော်ကြော်သွားတယ်ဘာဖြစ်နေမှာ မ်းမသိဘူးအခုကျတော့တရားဆွဲတယ်တရားဆွဲပြီးတော့ဒီဒေါခင်ဆန်းကြီးကကြောက်တာပေါ့မရင်ဆိုင်ရဲဘူးဆိုတော့အခုတခါတရခန့်ပြေးဘူးရမ်းပြေးဆိုလုပ်တယ်ဆိုတော့အဲ့ဒါပညာတဲ့အချင်းချင်းမလုပ်သင့်ဘူးလေဟိုကလည်းပညာတဲ့ပဲကိုကလည်းပညာတဲ့ပဲနော်ဒေါက်တာတဟိန်ကိုပြောချင်တာကိုကနော်ဟိုအနောက်ပိုင်းအနောက်တိုင်းဆေးပညာဘွဲ့ရဆရာဝန်ကြီးဆိုရင်လေကိုကရင့်ကျက်ရမယ် နော်ပညာရှင်ဆန်ရမယ်ဘာဖြစ်လို့နော်ဒီတိုင်းရင်းဆေးဆီယာမကိုတက်တဲမဲမဲရံညိုးကြီးစွာနဲ့တိုက်ခိုက်နေတာလေနော်အဲ့တော့ဒီတိုင်းရင်းဆေးဆီယာမကလည်း तू ကလည်းဆရာကြီးတယောက်ရဲ့တပည့်တိုင်းရင်းဆေးဆိုတာပြောပြမယ်မြန်မာပြည်မှာအင်္ဂလိပ်တင်မရောက်ခင်ကတည်းကဟိုးရှေးကတည်းကကျမတို့အဖိုးဘွားတွေဖြစ်တယ်မင်းနေပြည်တော်မှာရောရှမ်းပြည်ကစော်ဘွားနန်းတော်တွေမှာရောပဲအရွက်ထဲရွာတယ်ရောတိုင်းရင်းဆေးပညာနဲ့ကျမတို့မြန်မာတွေအသက်ရာကျော်နေခဲ့ရတာရှေးကအခုခေတ်ကြမှာ အင်္ဂလိပ်ဆရာဝင်နေတဲ့ကုတော်မှာအသက်ကရာကျော်မပြောနဲ့60ကျော်ဖို့တောင်မလွယ်ဘူးဆေးရုံတွေတွားရင်လည်းတလွဲကူတာတမျိုးနော်ပတ်စံတောင်းတာတမျိုးဆရာဝင်တွေကအော်ရာဆူတာတမျိုးအဲ့လိုမျိုးမျက်နှာမျက်နှာလေးနှိမ့်ချပြီးကုပြီးတော့ငွေတွေပုံထုတ်ကုလေတေးကြတဲ့အလုပ်မဟုတ်ဘူးကျမ်းမာရေဝင်ဆောင်မှုကမြန်မာပြည်မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒီအချိန်မှာတိုင်းရေးစေးပညာကငွေလေးတက်တက်တာတာနဲ့လူတွေကလည်းအားကိုးလို့သူ့ရဲ့ ရာဇဝင်မှာလည်းပျောက်တဲ့လူရှိတယ်တက်တာတဲ့လူရှိလို့ကုနေတဲ့ နော်တိုင်းရင်းစိတ်ဆရာမအောင်ဘာဖြစ်လို့ဒီလောက်တောင်ရန်ညိုးထားပြီးတော့ BBC သတင်းထိရောက်အောင်တရခံပြေးဖြစ်အောင်လုပ်ရတာလေတရခံပြေးဆိုလို့သူကဟာဟိုစိတ်ယုံမှာမဟုတ်တာလုတ်ပြီးတော့ဟိုစိတ်ကူးတာမှုလွဲမှားပြီးလူနာတေသွားလို့တရားဆွဲထားတဲ့တရခံပြေးလာမဟုတ်ဘူးနော်ယာဒူးတွေရှိပြီးတော့လက်တွေစားလို့လက်တွေစားလို့နှမို့ရေလူတွေဟိုရန်လုတ်လို့လက်တွေခါတဲ့တိမ်ပေါင်းခါတဲ့တောင်းများစွာဟိုနိုင်ငံစီကနေခိုးပြီးစားပြီးထွက်ပြေးနေတဲ့တရခံပြေးလာမဟုတ်ဘူးနော်လူ ူတွေစီကလိန်လိန်လဲဖျားရောက်နေလူလဲမဟုတ်ဘူးသူဘာသူရိုးရိုးတတသူပညာနဲ့သူတတ်ထားတဲ့ပညာကလည်းဆရာကြီးရှေးဆရာကြီးနောက်သူတို့ကကချင်ပြည်နယ်ကကချင်ပြည်နယ်ကစေးတွေကစွန့်နေနော်တိုင်းရင်းစေးဆိုတာကျမတို့အင်္ဂလိပ်စေးပညာမသိတဲ့ပညာတွေလည်းရှိတယ်။နော်ဒီရင်းဆိုတာကသူတို့သုံးတဲ့ဒီမိုးချိုးသွားဆိုတာလေ electric magnifying တတ်တုနော်ဒါမျိုးဆိုအခုဆိုရင်ကျမစီလာရောက်နေအမလေးဒီဒီအပြသိန်း90သိန်း100အဲ့ဒါတရုတ်ပြည်အနောက်နိုင်ငံကနေဒီဒီမှာခြေတော့တင်လိုက်ရင်ဘာယောဂပြောက်တဲ့ဒီဓာတ်တွေကနော်လာကဘာပြန်လာတဲ့လူတွေကုတာမြေကြီးမနှင်းလို့ဓာတ်တွေဖြစ်တာဆိုအဲ့ဆိုရင်မြေကြီးနေ့တိုင်းနှင်းမှာပေါ့သိန်း90 100နဲ့ဒီဆေးအပြကြီးကိုတက်နှင်းနေတယ်ဒီအဲ့လိုမျိုးဆေးပညာတွေကအယမ်းထွန်းကားနေတယ်နော်ရှာပတ်တတ္တုတွေဒီလောက်အဖိုးတန်နေတာဒီကုတ်ဒီရှာပတ်တတ္တုတွေဒီမြေကြီးတွေကတတ္တုတွေကတ တစ်ခုတစ်ခုတို့က magnifying တက်လေးတွေလွန့်ပေးပြီးတော့ enough တွေကိုပြင်ပေးတာကုသတာလို့ရှိတယ်ဒီဒီပညာတွေကဟိုအနောက်တိုင်းပညာမှာအခုမှ ရှာဖွေနေတော့အခုမှဒီဆေးရွက်ဒီဆေးဒီ organic เนาะနောက်ပြီးလို့ရှိရင်နောက်တိုင်းပညာမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် America မှာအကောင်လုံးเนาะဆေးဖြားလေးတွေဆေးရွက်ဆေးဒီလေဟို traditional remedy လေးတွေဆေးလုံးတွေထုတ်ပြီးရောင်းနေကြပြီเนาะကျမတို့စီမံငကိုကလေးကရှိနေတယ်ကျမအဖွားသွေးဆေးဆိုရင်လေဟိုနေ့ကအိမ်ကလူအိမ်က ဟိုထမင်းချက်လေးကန်ကောင်းလို့သွေးတွေတိုးတာလေးသူ့ခါတဲ့ဒီ anti hypertensive လက်တိုက်တယ်နောက်ပြီးလို့ရှိရင်နောက်ဆုံးအမင်းလည်းစီးဆေးလက်တိုက်တယ်เนาะအဲ့ဒါကြောင့်မှမရဘူးခါတဲ့ခြေပြားလက်ပြားတွေချွေးပြန်ပြီး shock ဖြစ်လာလို့ကျမအဖိုးသွေးစေကျမတောက်နေကြကျမအဖိုးအဖွာမင်းတို့မင်းလက်ထက်ခရရသုံးတဲ့သွေးစေးကြီးကိုငါတို့ဝါးစားလိုက်တော့မှချက်ချင်းမနစ်ပိုင်းတွင်ဒီသွေးတော့ကြာပြီ at least shock ကိုကာကွယ်လိုက်နိုင်တယ်မြန်မာဆေးပညာအင်မတန်အဖို့တန်ပါတယ်အဲ့တော့ဒီတိုင်းရင်းဆေးသူက ်ဘွဲ့မရပါမယ်။ तू ကသူ့ဆရာရဲ့လက်မှတ်နဲ့ကုနေတာအဲ့ဒါကိုဒီဆရာဝန်တွေကအဲ့သူ့ဆရာကိုပိတ်ခိုင်းလိုက်တယ်ပိတ်ခိုင်းပြီးတော့ဒီကလေးမလေးကိုတရားစွဲတယ်အဲ့တော့သူ့ဆရာကပြောရမယ်မပြောလဲတိုင်းရင်းစေးပညာဌာနကနေပြီးတော့ honorary ဘွဲ့ပေးရမယ် နော်သူကုထားတွေကိုကြည့်သူ့ကိုမေးလိုက်သူလှုပ်ထားတာတွေဘယ်နဲ့ဘလောက်ဘလောက်အောင်မြင်တယ်သူ service ပေးနေတယ်ဆိုရင်သူ့ကိုဂုံထူးဆောင်ဘွဲ့ကိုချက်ချင်းပေးလိုက်လို့ရတယ်ရလို့ရှင်ဘွဲ့ပေးလိုက်တာနဲ့သူတရားရုံးကိုရေးဆိုင်စရာမလိုတော့ဘူးသူကလည်းဘွဲ့ပေးတင်နေပြီနော်တိုင်းရေးဆေးဆရာဆရာမလက်မှတ်တွေတောင်းချီထုတ်ထားတယ်အဲ့ထက်ကလူတရားလားတထောင်လားဘယ်နဲ့ရောက်ကဈေးကုနေလဲနော်လူနာတွေကိုအကျိုးပြုနေလဲနော်ကျမတို့ဆရာဝန် MBBS တွေဘယ်နဲ့တောင်းဖွင့်နေသိထုတ်ထားပြီးပြီလေအဲ့ထက်ကဘယ်နဲ့ရောက်ကဈေးရုံနေဈေးကန်းနေမှာအကျိုးပြုနေလဲနော် ဒီအကျိုးပြုနေလေအကျိုးမပြုအကျိုးအကျိုးပြုလေသူတို့စီမှာလူနာဘယ်နှယောက်ရလဲဘယ်နှယောက်အောင်မြင်မှုရှိတယ်လဲနော်ဒီဒေါခင်ဆိုင်းကြီးဆိုသူ့မှာအောင်မြင်မှုတွေရှိနေတယ်နောက်သူလောက်တာလဲလုံးဝဟိုမျက်လုံးကိုဖောက်တာလဲမဟုတ်ဘူးသူ့ဘာသူဘေးကနေပဲဟိုမိုးချိုးသွားလေးနဲ့ဆွဲတာသူ nerve stimulation လုပ်တယ် nerve ထဲကနေ impulse လေးတွေလွတ်တယ်သူ့နီးနဲ့သူရှိတယ်နော်နော်နောက်ပြီးတော့တိုင်းရင်စင်းနောက်တချို့တွေမယုံမရှိနဲ့မန်းနာနဲ့လဲပျောက်တယ်နော်မန်းနဲ့ဂါထာတွေလည်းရှိတယ် ဒီရှေးစေးပညာအင်မတန်အဆင့်ရှိပါတယ်လေ့လာကြပါ research လုပ်ကြပါလောလောဆယ်အောင်မြင်နေတဲ့ဒီဒေါခင်ဆိုင်ကြီးကိုလေတရားမစွဲကြပါနဲ့ဂုံတူးဆောင်ပွဲပေးလိုက်ပါဒီဂုံတူးဆောင်ပွဲဆိုတချို့တွေဆိုခါတဲ့ဟိုအာအာရရအထေးပွဲတွေရှောက်ပြီးတော့ယူနေကြတယ်မလားဒေါက်တာပွဲကိုခါတဲ့ပတ်စံပေးပြီးနိုင်ငံခြားကဝယ်နေကြတယ်မလားတကယ်လဲပညာမတက်ဖဲနဲ့ online ကနေဟိုဟာလေးဖြည့်ဒီဟာလေးဖြည့်ပြီးတော့ပတ်စံပေးလိုက်ရင်ဒေါ်လာ၄000ပေးမလားတိတ်တရား200ပေးလိုက်တာနဲ့ဒေါက်တာပွဲ doctorate တို့ဒေါက်တာတို့ပေါမပေါ သူကကြတော့ဂုံထူးဆောင်ကိုအလုံးလုံးကိုပေးရမယ်တချို့လို့ဆိုရင်ဟိုဒီငင်းချရေး Nobel ဆုလို့ဘာလို့ပေးတယ်ဆိုတာဘာမှလောက်တာမဟုတ်ဒီလိုနောက်တချို့လို့ဆိုလို့ရှင်သူလောက်ထားတာတွေအောင်မြင်နေတယ်ဟုတ်လား Bill Gates တို့ဆိုရင်ဘွဲမရပါဘယ်မဲ့ချက်ချင်း Harvard ကဂုံထူးဆောင်ဘွဲပေးလိုက်တယ်ဘာကြောင့်သူအောင်မြင်လို့သား နော်ဒီတော့တောင်ကမ္ဘာကျော်နော်ကွန်ပျူတာကုမ္ပဏီတည်ထောင်တာပေါ့အဲ့တော့ဂုံထူးဆောင်ဘွဲ့ပေးလိုက်ကြပါကျမရေဝင်ကြီးကိုလည်းတောင်းပန်ပါတယ်တိုင်းအစ်စ်ပညာဌာနကိုလည်းတောင်းပန်ပါတယ်ဒီဒေါက်တာတက်ဟိန်လည်းတော်ပါတော့ပညာရှိတဲ့လူကငြိမ်ရမယ်နော်ဒီဒီဒီဒေါက်ခင်ဆိုင်ကြီးကလည်းတောင်းပန်တယ်ပြောတယ်အေးသူ့ကိုသွားစတော့လေသူကလည်းစွာအဲ့သူလည်းတောင်းပန်တယ်ဆိုကိုကလည်းကြေးအေးနောက်ပြီးတော့ကျန်တဲ့လူနာတွေအကျိုးပြုအောင်တော့ သူဆက်ပြီးတော့လောက်ပါစေဖုံးတော်ကြီးတွေကလည်းကာကွယ်ပေးထားတယ်ဖုံးတော်ကြီးတွေကလည်းယုံကြည်တယ်သူပညာကိုလူနာတွေကလည်းသူ့ကိုကုကျင်ကြတယ်ကုကြပါစေတဏ္ဍာတက်တာပါစေတချို့ဆရာလူနာတွေဆိုဆရာဝင်မျက်နှာမြင်တာနဲ့ဆရာမျက်နှာမြင်တာနဲ့တောင်တဝက်သက်တာတာရှိပါတယ်နော်မန်းမုတ်ပြီးကုတာနဲ့တောင်ပျောက်တာတွေလည်းရှိပါတယ်အဲဒါကြောင့်မို့အားလုံးကြည့်မနေကြပါနဲ့ကျမတို့စိတ်မချမ်းသာဘူးနော်ဒီလိုသမားတော်လေးပေါ့နော်သူခမရဝင်ရပြေးလို့ဟိုပြေးဒီပုံဖြစ်နေရတယ်ဒီဘက်ကဆရာဝင်ရတယ်ဆရာဝင်ကြီးဖြစ်ပြီးတော့အရမ်းမဲ့သူများကိုတိုက်ခိုက်နေတယ်ဆိုမကောင်းဘူးပညာ ရှိပြီပြီနေကြပါနော်ပညာရှိပြီပြီနေကြပါနော်တက်ရွက်တွေများရင်ခိုင်းရညွတ်တယ်ပို့ပြီးတော့ညွတ်ပါတိုင်းရင်ဆရာမဒေါခင်စန်းရီကိစ္စကျမဆက်လက်ပြီးတော့ဖြည့်ရှင်းခြင်းပါတယ်ဒါကျမကတော့ဒီဆရာမလေးပုံနေရတယ်ဆိုတော့ကျမတနာတယ်လေအဲ့ဒါကြောင့်မလို့ကျမဟိုတောင်းပန်နေဖြည့်ရှင်းတယ်မဖြစ်သင့်ဘူးဆိုတော့ကျမဟိုအခု အဲ့ဒေါက်တာတဟေဒေါက်တာတဟေဟိုသူနာမည်ပါတော့ကျမစီဖုန်းဆက်စကားပြောလာတယ်ဆရာဆရာဦးတဟေပါ तू က MRCP ပါ तू ကရှင်းပြလာတယ် तू ဖွင့်လာမဟုတ်ပါဘူး तू နဲ့မဆိုင်ပါဘူးတဲ့ဟုတ်ကဲလို့ကျမအဲ့လို့ဆိုကျမပြန်ပြီးတော့ပြောပြပါမယ်လို့ဆရာနဲ့မဆိုင်ဘူးဆိုတာဆရာရဲ့လို့မဖြစ်သင့်လို့ပါလို့အဲ့တော့ तू ကအဲ့တော့ तू ပြောပြတယ်ဆရာရဲ့စာတန်းအထောက်ထားရဆိုဒါဆိုရင် ဟိုဥဝင်းစိုးတဲ့ပမုခာတဲ့မြန်မာနိုင်ငံ တိုင်းရေးဆေးကောင်စီပသိမ်ကြီးမြို့နယ်အမ်မဲဂင်းကုန်းကျေးရွာကနေပြီးတော့ဒေါခင်ဆန်းရီအဖဥရဲချစ်နော်ကို တိုင်းရင်စေးကောင်စီကနေပြီးတော့အမှုဖွင့်တာပါတဲ့အဲ့တော့အဲ့တိုင်းရင်စေးကောင်စီကိုပဲပြောပါတဲ့အဲ့တကြောင်မလို့ကျမဟိုတိုင်းရင်စေးကောင်စီကိုပဲပန်ကြားပါတယ်ဒါဟိုဒီဆီယမလေးနဲ့ပေါ့ဟို အမှုပိတ်ပြီးလို့ရှိရင်သူ့ကိုပြောဆိုသူသူမားတာတွေရှိရင်လည်းပြောဆိုဆုံးမသူတင် जा မှုတွေကိုလည်းတိတ်တိတ်ချာချာကြီးကြပ်ပြီးလို့ရှိရင်เนาะဒီဟိုတိတ်တိတ်ချာချာဟိုအမှန်တရားဖြစ်အောင် လုပ်ပေးပါပေါ့သူစေးကူတာတော်တယ်ဆိုလဲဘာလဲသူသူကုသမှုတွေမားတယ်ဆိုရင်လဲဘာလဲအဲ့ဒါလုပ်ပေးပါလို့ကျမကဥပန်ကြားခြင်းပါတယ်ရှင်အဲဒါတွေကလည်းဒီအချိန်နေအထိဖြစ်လာတယ်ဆိုတာလဲဘာချက်တွေဘာเจ้าနေအများကြီးရှိတယ်မရှိတယ်တော့ကျမလည်းအသေးစိတ်မသိဘူးအဲဒါပေမဲ့ ရာပြောတာကတော့ဒီသူကိုယ်တိုင်သွားကြည့်ဘူးတယ်လို့လည်းပြောတယ်။နောက်ကလေးအငယ်လေးတွေကို၃လကလေးတွေပါလိဆိုရင်ဒါကမကုတင်ဘူးပေါ့သူတို့ဆိုရင်သူတို့တွေကတော့ refer လုပ်ရမယ်ပေါ့ကလေးကလေးအထုကို refer လုပ်ရမယ်အဲ့လိုစီကန်းနေမညီတာကိုသူ့အနေနဲ့ကတော့မကြိုက်ဘူးပေါ့အဲဒါကြောင့်မို့လို့ဟို သူ့အနေနဲ့ကတော့သူနဲ့မဆိုင်ပါဘူးတဲ့အဲကျမကလည်းပြောလာတယ်အမပြောတာနဲ့ကျွန်တော်မှလည်းအဆူအဆဲခံထိတယ်ကျမကလည်းမသိဘူးလို့နောက်တစ်ခါဆရာဆရာတော့ဦးသူကလည်းကျမစီဖုန်းဆက်လာတယ်ပြီးတော့သူ့သူ့ဒီ ဆရာဆရာစီသူရှင်းပြထားတာတွေဗီဒီယိုတွေပို့လာပြီးတက္ကမကြီးစီတင့်ပေးပါတယ်သူတို့ကကြတော့လေဒီဟိုတိုင်းရင်းစေးဆရာဘက်ကပေါ့နော်တိုင်းရင်းစေးဆရာဘက်ကပေါ့သူတို့ဘက်ကလည်းသူတို့ကိုယ်တိုင်သူတို့ကုရာပြတယ်ပေါ့အဲ့တော့ကျမကဂျားတွေကဖြစ်နေတယ်ဒါကျမကကြတော့နှစ်ဖက်စလုံးဘက်ကပေါ့နော်နှစ်ဖက်စလုံးဘက်ကဒီဘက်ကလည်းစေပညာရှိဘက်ကစေပညာရှိတယ်ဒီဘက်ကကြတော့လေဒါတွေစီကန့်နေရှိတင်နေဘာလို့တင်နေပေါ့ဒီဘက်ကကြတော့လေလူနာတွေအတွက်အစုံပေါ့လေအမျိုးစုံအမျိုးစုံအောက်တုံးအမျိုးစုံမှာကျမပြော ောချင်တာကအဲ့ဒီဆရာဝန်ကြီးကပြောတယ်သူသူအမှုဖွင့်တာမဟုတ်ပါဘူးတဲ့ဒေါက်ခစန်းကြီးကိုဒီတိုင်းစေးကောင်စီကဖွင့်ဖွင့်တာပါတဲ့သူတင်မဆိုင်ပါဘူးဆိုအဲ့လိုပြီးတာပါပဲကျမကသူဖွင့်တာဆိုရင်အမှုရုပ်သိမ်းပေးပါပြီးတော့မှဟို သူလည်းဟိုပညာရှင်ဆိုရင်ကိုကသူ့ကိုဟိုပြောဆိုပြီးစုံးမပြီးနီးလမ်းမှန်အောင်တင်တင်ပေးပေါ့နှုတ်မရင်လည်းသူစေးကူတာကိုစမ်းသပ်ကြည့်ပေါ့ research လုပ်ပေါ့ကျမကတော့ research အရင်ဝါသနာပါတယ်လေအဲ့တော့မျက်စိတွေပါတယ်သူဘာကြောင့်ကုနိုင်တာလဲတကယ်လားကျမကတော့တကယ်သိချင်တာရှင်အဲ့တော့ဟိုဖြစ်စေချင်တာကတော့ဒီပုံးနေ ပုံလွားနေတဲ့ဆိုတော့ဟိုဆရာမကိုပေါ့အမှုတွေတိမ့်ပြီးလို့ရှိရင်သူ့ကိုတိတ်တိတ်ချာချာခေါ်ပြီးတော့ training ပေးပြီးလို့ရှိရင်သူ့ရဲ့ပညာကိုလည်းလေ့လာကိုကလည်းသူ့ကိုသင်ကြားသင်တာရှိတာစီးမြင်စီးကန်းနေเนาะအဲ့ဒါလူနာကုရင်ဘလို့ဘလို့အဆင့်နေသင်ပြလိုက်ပေါ့ကျမကတော့ပြောချင်တာအဲ့ဒီဟိုကျမနာမည်ထည့်ပြောတာဟာလေဒီဆရာကိုကျမကျမကတခြား post တွေမှာနာမည်တွေနာမည်တွေပါတာတွေ့လို့ဒါထည့်ပြောတာဒါအိမဲဆရာကပြောတယ်အမားတယ်ကျွန်တော်လုံးဝလုံးဝ ကျွန်တော်တရားမစွဲပါဘူးတဲ့အဲ့လိုပြောပါတယ်အဲ့ဒါကိုကျွန်မရှင်းပြပေးတာပါနော်ဟိုဆရာကြီးလည်းသွားပြီးတော့အပြစ်မတင်နဲ့လေသူလည်းအမြင်မတော်တယ်တင်လို့ပြောတာကျွန်မကလည်းကြားထဲမှာအမြင်မတော်တယ်တင်လို့ပြောတာဆိုတော့အားလုံးအတွက်ပေါ့အေးအေးချမ်းချမ်းပေါ့ဟိုရန်ထက်မပွားပဲနဲ့အားလုံးကိုအမှုတွေလည်းရုပ်သိမ်းပါစေတိုင်းရေးစေးကောင်စီကိုလည်းကျွန်မပန်ကြားပါတယ်ဆရာတော်တို့ကိုလည်းပန်ကြားခိုင်းပါတယ်စားတွေလည်းပို့ခိုင်းပါတယ်နော်တိုင်းပြည်အတွက်ရေးကြီးတာတွေလည်းတခြားအားတွေလောက်ရအောင်မယ်ဆိုတော့ဒီကိစ္စကိုလည်းအေးအေးချမ်းချမ်းနေ ကြပါလို့အားလုံးကိုပန်ချခြင်းနဲ့เนาะဘသူ့ကိုမှလည်းဆက်ပြီးတော့ရံမပွားကြပါနဲ့เนาะ